ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စက်ထမရန်အခန်းခုနှစ်သိပ္ပံဘာသာရပ်မှာပါဝင်တဲ့ကဘာဂျိုအကြောင်းပဲဖြစ်ပါတယ်ပါဝင်တဲ့အကြောင်းအရာတွေကတော့ကဘာဒီသူ့ရဲ့ဝင်ရုပ်ပေါ်မှာဘလိုတွေလှည့်ပတ်နေသလဲဘေးရာကိုလှည့်ပတ်နေရလဲကဘာပေါ်ရင်လွာကိုဘာရီနဲ့တိဆောက်ထားရလဲစတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ကဘာဒီသူ့ရဲ့ဝင်ရုပ်ပေါ်မှာဘလိုတွေလှည့်ပတ်နေသလဲ ကဘာဒီတူရဲ့ဝင်ရေးပေါ်မှာ23နှစ်ပိုင်းတစ်ပိုင်းဒီဂရီတင်းဆောင်ပြီးလေပတ်နေပြီးတော့အနောက်မှရှိကိုနိုင်လက်တံပြောင်းပြန်လေပတ်နေပါတယ်။သူ့ရဲ့ဝင်ရေးပေါ်မှာပဲတပတ်ပြောင်းလင်းရန်အချိန်24နာရီကြာပါတယ်။ကဘာဒီဘေးရာကိုလှည့်ပတ်နေတာလေ။ကျွန်တော်တို့နေထိုင်သောကဘာမြေကြီးသည်နေကိုလှည့်ပတ်နေပြီးတော့တပတ်ပြောင်းလှည့်ပတ်ရန်အချိန်တစ်နှစ်တို့မဟုတ်365လေးပိုင်းတစ်ပိုင်းရဲကြာပါတယ်။ကဘာပေါ်ရင်လော်ရီကိုဘာရီနဲ့တိဆောက်ထားတာလဲ။ ကဘာကြီးတွင်သဘာဝပတ်ဝန်းကျင်ပိုင်း၄ပိုင်းရှိပါတယ်။အဲ့ဒါတွေကတော့ဇီဝဓုမြေဓုလေဓုနဲ့ရေဓုတို့ပဲဖြစ်ပါတယ်။ကဘာအတွင်းပိုင်းမှာဆိုရင်တော့ကဘာအပေါ်ရန်လွာကဘာကြားလွာကဘာဘဟုဆိုပြီးတော့အလွာ၃လွာ ပါဝင်ပါတယ်။ကဘာပေါ်ရန်လွာဒီပြင်မဆုံးလွာဖြစ်ပြီးတော့ကုန်းမြေဓုပေါ်ရန်လွာနေသမုတ်တရာဓုပေါ်ရန်လွာတို့ပါဝင်ပါတယ်။ကဘာကြားလွာတွေရွှေလျားမှုတွေကြောင့် ကောင်းမြေသူများရွေ့လျားခြင်းမိငလီများဖြစ်ပေါ်ခြင်းမိတော်များပောက်ွယ်ခြင်းတောင်ကုန်းတောင်တန်းများကို ဖြစ်ပေါ်လာစေပါれဒီနေ့ဗီဒီယိုလေးကတော့ကြောက်ပါမယ်ကြည့်ရှုပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်